ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုဒီနေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေနှစ်ကြိမ်ဘုံကျဲသွားတာကြောင့်ဒေသခံပြည်သူအချို့ထိခိုက်ဒေဆုံးမှုရှိခဲ့ပါတယ်။တဆယ်၂၈စစ်စင်ရေးမှာတအန်းတက် TNL သိမ်းယူခဲ့တဲ့ချင်းမြန်တက်ရင်ခမရ၅တုံညာတက်နဲ့စောက်လို့ရင်အင်ဂျင်နီယာတက်ရင်အနီကိုညတကောင်ကျော်ဒီနေ့မနက်အစောပိုင်း၁၂နာရီ၄၆မိနစ်နဲ့၁၂နာရီ52မိနစ်တို့မှာဘုံကျဲသွားတာလို့ဒေသခံတချို့ကပြောပြပါတယ်။တလုံးကမြို့ပြင်ဘက်ကိုကျဲတာ တလုံးကမြို့ထဲမြို့ထဲမှာလဲကြောက်လန့်နေရတယ်ဗျကြောက်မဲကိုတိတိတသာ ပြတ်မှတ်ထားလာတယ်လို့ဒေသခံတဦးကပြောပြပါတယ်ကြောက်မဲမြို့ရက်ကွက်ခွနဲ့ကစားလို့ရင်အင်ဂျင်နီယာတက်ရင်အနည်းဘုံကျဲမှုမှာအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ကနအူးသတင်းရရှိထားပါတယ်တခြားသတင်းမြို့တဦးကပြည်သူတဦးသေဆုံးကကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ပြီးအဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ပြောပါတယ်စကောင်စီဟာကြောက်မဲမြို့ကိုဂျွန်လ24ရက်ကဘုံကျဲပြီးတဲ့နောက် ၃ရက်အတွင်းနောက်တစ်ချိန်ထပ်ကျဲလာတာပါဂျွန်လ24ရက်ညနေပိုင်းကကြောင်မဲမြို့ရက်ွက်3နဲ့ရက်ွက်9တို့ကိုတိုက်လျင်နဲ့ပေါင်900ပုံကျဲချခဲ့ရာအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီး14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ဒီနေ့မနက်အစောပိုင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ TNL ကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး TNL ဟာ10နှစ်ဆောက်ခွန်စစ်စင်ရေးမှာရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီပေါ်နမ်ဆန်မိုင်လုံး မိုးမိတ်မန်တုံနံပါတ်2ကော့ခိုင် နောင်ချိုးနမ်ခမ်းမိုင်းငေါမြို့နယ်မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုသိမ်းယူထားပါတယ်။ဒီရက်ပိုင်းမှာကြောက်မဲအပြင်မိုးကုတ်နံပါတ်2မြို့တို့ကိုလည်းဘုံကျဲနေပြီးနောင်ချိုးမြို့အနီးတစ်ဝိုက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်ရှင်။